Hello အားလုံးပဲမင်္ဂလာပါ United CEO ကနေကြိုဆိုပါတယ်ဆိုတော့နီးပြဖြစ်တဲ့ Ruben Amorim နဲ့အသင်းရဲ့ကစားသမားဖြစ်တဲ့ Brian Mbeumo တို့ကဒီတလတာအကောင်ဆုံးကစားသမားစကားတင်စည်ရင်းနေတဲ့ကိုကျွန်တော်ပါဝင်လာပြီဖြစ်တယ်ဗောနော်အဲအားလုံးသိတဲ့အတိုင်းပဲကိုရီကဒီလိုမျိုးအရာတွေနဲ့ဝေးကွာနေတာကျွန်တော်ကြားပြီနီးပြကတလတာအကောင်ဆုံးကစားမစုဟိုအတွက်ဗောနော်ဒါစကားတင်စည်ရင်းနေမှာပါဖို့တို့နော်အသင်းရဲ့ကစားသမားတယောက်ယောက်က တလားတာအကောင်းဆုံးစကားရင်းစင်းနေမှာပါဘူးဆိုတာမျိုးကကျွန်တော်မမြင်ရတာတော့ကြာပြီလို့ကျွန်တော်ထင်တယ်။ဟိုသူတပင်းပြီးကြတဲ့တရားဒီလုံးကြီးပါအဆင်မပြေဖြစ်လာတဲ့တရားဒီလုံးကြီးပါကျွန်တော်ယုံကင်လာရတယ်ဆိုတဲ့အခါကျတော့ဒါမျိုးတွေကျွန်တော်မတွေ့ရဘူးပေါ့နော်။နှစ်ပွဲဆက်တိုက်တော့မှနိုင်တဲ့ပွဲကာလတို့ဆိုတာမရှိတဲ့ခံကြတော့နိပြကိုဒါမျိုးတွေမှမြင်ရဖို့ကတော်တော်ကြီးခဲရင်ပါတယ်အသင်းရဲ့ကစားမတွေကလည်းတပွဲတပွဲမှာတကူတကူသွင်းဖို့တောင်ယုံကင်နေရတဲ့အခြေအနေမျိုးမှာ တက်လာလုံးနီးပါး၄ဘွဲစတိုက်၅ဘွဲစတိုက်ကောင်းအောင်လုပ်ပြနိုင်ဖို့ဆိုတာကတော်တော်ကိုအလှမ်းဝေးတဲ့ကာလတွေဆိုတော့အခုတော့ကျွန်တော်တို့အနေနဲ့ဒါအသင်းက၃ဘွဲစတိုက်အနိုင်ရထားတယ်လို့အဲနိုင်ဘွဲတွေလည်းရတယ်ကစားမတွေကလည်းခြေသွမ်းပြတဲ့သူတွေရှိလာပြီဆိုတော့ဒီလိုမျိုးတက်လာတာအကောင်ဆုံးကစားမစုစည်ရင်အတွက်ပေါ့နော် ဒီ nominee စီးရင်းထဲမှာပါလာပြီပေါ့လေဆိုတော့ကစားမစီးနေကိုကျွန်တော်ကြည့်ရရင်ဒီအော်တိုဘာတလတာပရီးမီးယားလိအကောင်ဆုံးကစားမစုအတွက်ပေါ့နော် nominee စီးနေတွေမှာဆိုလို့ချင်းကျွန်တော် Brian Ampumu ပါပါတယ်သူဘေးမှာဆိုလို့ချင်းကျွန်တော်ပေါ့နော်ဒါ Aston Villa ရဲ့ right back ကစားမဖြစ်တဲ့ Medic ကျွန်တော်တို့ရှိမယ် Newcastle ကွန်းလင်ကစားမဖြစ်တဲ့ Bruno Guimaraes ကျွန်တော်တို့ရှိမယ်ပြီးရင်ကျွန်တော် Manchester City တိုက်စင်မှု Haaland ကျွန်တော်တို့ရှိမယ်ပြီးလို့ချင်းကျွန်တော်ဒါဘုံမောက်ရဲ့ဒါနောက်ထပ်ကစားမတယောက်ဖြစ်တဲ့ Krubi တို့လိုကစားမတွေကျွန်တော်တို့ရှိမယ်ပြီးရင် Julian Timber နောက်ပြီးလို့ရှိရင်ကျွန်တော်တို့နေ brand boat တိုက်စစ်မှု igotia ကိုပြီးလို့ရှိရင် sandland ရဲ့ကစားမဖြစ်တဲ့ right back က mukili ပြီးလို့ရှိရင် brian ambumu ဆိုပြီးတော့ကျွန်တော်ပါတယ် ambumu ဟာကျွန်တော်ဒီသုံးပွဲမှာ၃ဂိုးသွင်းပြီးတော့ဗောနော်ဒါတကူဖန်တီးမှုတွေရထားပါတယ်ဆိုတော့ကစားမစင်းနေတယ်မှာဆိုလို့ကျွန်တော် ambumu အတွက်မျှော်လင့်လို့ရတယ်လို့ကျွန်တော်ပြောရမှာပဲညီကတို့ဘုံမပေးရသေးဘူးဆိုလို့ရှိရင်လည်းသွားပေးကြအောင်ကိုကစားမရအောင်လို့နော်ဒါပရိသတ်တွေရဲ့ဘက်ကဘုံတင်ပေးရမှာပေါ့လေဆိုတော့ဒါကြောင့်ဗောနော်အဲကျွန်တော်အသင်းမှာကစားမတယောက် performance ကောင်းပြဖို့ ဟိုတပွဲနဲ့တပွဲတောင်မလွယ်တဲ့အခြေအနေမျိုးမှာဒီလိုတလားသာဆင်းနေကိုပါလာတာကတော်တော်ကောင်းပါတယ်ဒါဘယ်သူရမလဲဆိုတော့စောင့်ကြည့်ရမယ်ပေါ့နော်ကျွန်တော်တို့ဒီဂိုးဒီပါတဲ့အမူမူကဇက်တိုက်ဒီကျွန်တော်တို့တွင်းနေဆန်နယ်လန်ကိုနိုင်ခဲ့တဲ့ပွဲပဲဖြစ်ဖြစ်ကျွန်တော်တို့လီဗာပူးတင်းနဲ့ပွဲပဲကျွန်တော်တို့ဖြစ်ဖြစ်ဘရိုက်တန်နဲ့ပွဲပဲကျွန်တော်တို့ဖြစ်ဖြစ်ပဲနော်ဆန်နယ်လန်နဲ့ပွဲကတော့သူဟောမလို့ဘူးပေါ့ဗျာဆိုတော့ပြောချင်တာကကျွန်တော်တို့အတွက်ဒါအရေးကြီးတဲ့နိုင်ပွဲတွေပြန်ရလာတဲ့အချိန်သုံးပွဲဇက်တိုက်ဒီပါတွေနိုင်နေရတဲ့အချိန်မျိုးမှာဒီလိုမျိုးကစားမဆင်းနေတယ်မှာဒီလိုတယောက်ပါဝင်တာတွေ့ရတာကတော်တော်ကိုဝမ်းသာစရာပါ တော့ဝမ်းသာကြပါအမူမူကိုညူလို့ကြည့်မယ်ဆိုလို့ရှိရင်ယာဒီစာအတင်းကိုရောက်ကြတဲ့ကတကယ်ကောင်းတဲ့ performance တွေသူပြထားတယ်ဗောနော်ကျွန်တော်တို့တွေ့တယ်တကယ်အရေးကြီးတဲ့ performance တွေသူလုပ်ထားတယ်တွင်းကိုတွေရောဖန်တီးမှုတွေရောအတွင်းကိုတွေဖန်တီးမှုတွေမရှိခဲ့ဘူးဆိုတော့ပွဲဒီမှာတောင်မှအမူမူရဲ့စွမ်းဆောင်ရည်တွေဟာကျွန်တော်တော်တော်လေးကိုပေါ်လွင်နေတဲ့တဲ့မှာကျွန်တော်ပါတယ်ဗောနော်ဆိုတော့ဒီဂိုးဒီပါတွေအများကြီးမတွင်းဖန်တီးမှုတွေပါလဲမလုပ်တဲ့ခါကျတော့ကုညာတို့လည်းပါမလာခဲ့ပါဘူးတော်တော်လေးပဲအတင်းမှာဒီလိုကစားမတစ်ယောက်ပြင်မြင်ရတယ်ဆိုတော့မျိုးကတော်တော်ကောင်းနေရပါနောက်တစ်ခုကနီးပြား ရူဘင်အမိုရင်မှာအမိုရင်ကလည်းပဲလက်ရှိတလတာအကောင်းဆုံးနီးပြစုထဲမှာပေါ့နော်နိုမီနီ၄ယောက်ယူထားတယ်အဲ့ဒီထဲမှာကျွန်တော်ပါလာပါတယ်ဆိုတော့ဒီစင်းထဲမှာဆိုလို့ရှိရင်အမိုရင်ကျွန်တော်ရှိမယ်လက်ရှိကျွန်တော်တအားကိုကောင်းပြနေတယ်ပေါ့နော်ထားပါတော့ဗျာဒီအာဒီတာတို့ဘာလို့ကျွန်တော်ရှိမယ်ပြီးရင်တောက်လျှောက်ကောင်းလာတဲ့ဦးနိုင်အမရီကျွန်တော်ရှိမယ်ပြီးလို့ရှိရင်ဘုံမောင်နီးပြဖြစ်တဲ့ကျွန်တော်သားအီယာရိုလည်းကျွန်တော်ရှိမယ်ဆိုတော့ဒီ၄ယောက်ထဲမှာအမ်ဘူရင်လည်းကျွန်တော်ပါလာပြီပေါ့နော်ဆိုတော့နီးပြပြတဲ့ရူဘင်အမ်ဘူရင်အတွက်တော့ကျွန်တော်တို့ဒီဘယ်လိုပြောမလဲ အာဆင်နယ်အာဆင်နယ်နီးပြောက်ကိုကျော်ပြီးတော့ရဖို့ကတော့မလွယ်ပါဘူးအာဆင်နယ်က clean sheet တွေလည်းသူကအများအတော့အကုန်လုံးနီးပါးရထားတာကိုဒီတလစာလေးတော့ရထားပြီးတော့ပွဲတိုင်းသူကနိုင်ထားတာဗျာအဲ set piece နဲ့ပဲနိုင်နိုင်ဘလိုပဲနိုင်နိုင်ပေါ့နော်ဒါပေမဲ့လို့ကိုရီးယားဘက်ကတော့ဒီကနေ့ပြောရင်ကျွန်တော်တို့ကပို့ပြီးတော့ခက်ခဲတဲ့ပြိုင်ဘက်တွေကိုကျွန်တော်တို့ကအနိုင်ယူထားတာ လူသမင်းအိမ်ဝင်းမှာဆိုလို့ရှိရင်လေးကိုနှုတ်ကိုဆိုတော့ကျွန်တော်ရလနဲ့ကျွန်တော်နိုင်တယ်အမ်ဘူရင်ရအောင်ဆွမ်းဆောင်ပေးထားတယ်အဲဂူတော့ကျွန်တော်ပေးရတယ်ဒါပေမဲ့လည်းလို့ပေါ့နော်ကျွန်တော်တို့အတွက်တော့ကိုခင်းငဲတဲ့ပြိုင်ဘက်ပါနောက်တစ်ခုကလီဗာပူးတင်းရဲ့ဂွင်းအထိကျွန်တော်သွားကစားပြီးတော့1 2ဆိုတော့ရလနဲ့ကျွန်တော်အနိုင်ယူပြထားတယ်ဒီမှာလည်းပဲအမ်မိုရင်းရဲ့ဆွမ်းဆောင်ရည်တွေကလုံးဝချီကျူးစရာပဲပြီးလို့ရှိရင်ကျွန်တော်ဆန်ဒလန်ကိုအိမ်ခွေမှာနှစ်ကူးကူးမရှိနဲ့ကျွန်တော်ဘောနော် International Break မတိုင်ခင်ကကျွန်တော်တို့ကအနိုင်ရတယ်ဆိုတော့အော်တိုဘာတလအတော်ရင်ကစားတဲ့၃ပွဲမှာဆိုလို့ရှိရင်၃ပွဲစလုံးကတော်တော်ကိုကျွန်တော်ဘောနော်အတင်းတွက် ဒီဘလူးရမနဲ့နိုင်ပွဲဒီပါတွေရထားတယ်လို့အဲကလင်းရှိဒီပါတွေလည်းကျွန်တော်ယူထားနိုင်နေဆိုတော့အမ်မိုရင်းဆွင်းဆောင်ဝီတွေကလည်းအဲတော်တော်ကောင်းခဲ့တယ်ဒါကြောင့်လည်းကျွန်တော်ဒီစင်းထဲမှာကျွန်တော်ပါလာပါတာဆိုတော့ကျွန်တော်ကတော့ကစားမရဘူးတော့မျှော်လင့်ချက်ရှိတယ်လို့ထင်တယ်ဒါပေမဲ့လို့အမ်မိုရင်းအတွက်ကတော့တိတ်တော့မလွယ်ပါဘူးဒါပေမဲ့ခုနကပြောလိုပဲဒါ official တွေနေရာတွေကိုသွားပြီးတော့ကျွန်တော်ဗုတ်ဒီပါတွေပြေးလို့ရပါတယ်ကိုနီးပြရဖို့သွားကြအောင်ဆက်သမားတွေနော်လောက်ကြအောင်ပြေးကြအောင်ဗုတ်ကနော်ဆိုတော့ဘာပဲပြော အော်တိုဘာလာတွင်၃ပွဲကစားတဲ့နေရာမှာ၃ပွဲစလုံးအနိုင်ရထားလို့ပဲကျွန်တော်တို့ဒီစင်းလေးကိုပါလာတာပါနော်။ဒါကလက္ခဏာကောင်းတွေပါ။ကျွန်တော်တို့ရှေ့ကာလာတွေမှာဘာမှမမြင်ရခဲ့ဝင်နေအခုဆိုလို့ချင်းကစားမားတွေရောနီးပြတွေကောပါလာဆိုတလတာကောင်းလို့ဒီလိုတဲ့ပါလာတာဗျာဒီလား။အဲ့ဒီတော့တလတာကောင်းနေဆိုကြတဲ့ကကျွန်တော်တပွဲနှစ်ပွဲမဟုတ်တော့ဘူးကျွန်တော်တွေးကြည့်လို့ရပြီ။အများကြီးကောင်းတဲ့နေရာမျိုးပါဆိုတော့ဒီထက်ပိုပြီးတော့ရှေ့မှာ ကိုယ့်ရဲ့နီးပါးကိုကျွန်တော်တို့ဒါဒီလိုမျိုးစုတွေတင်မှာဆိုတော့ကျခဏတိုင်းတွေ့ရဖို့ကျွန်တော်မျှော်လင့်နေကစားမကောင်းနေလေကျွန်တော်အများကြီးတွေ့ရဖို့ကျွန်တော်မျှော်လင့်နေအသင်းကနေပြီးတော့เนาะဆိုတော့ညီကတို့ရောအသင်းရဲ့တုတ်တက်လာတဲ့နေသားတွေနဲ့ပတ်သက်လို့ဘယ်လိုမြင်ကြပါလဲကျွန်တော်တို့ဒီစည်ရင်းတွေကိုမြင်ရတာကျွန်တော်တော်လေးဝမ်းသာတယ်ဒါတို့ဒါမျိုးမမြင်ရတာကြာပြီလေเนาะဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်